ပဲဖြစ်ဖြစ်လုံလို့ရတာလို့ပေါ့နော်ကြိုးစားအထုတ်မှုကိုတော့မစိုးရပြောတာကခင်မကောင်းလို့ဆိုပြီး ထိုင်ကြီးနေတော့မရဘူးလုံလို့ရတာလို့ပေါ့ကျတော့ဆုံးလို့နော်စေဝါချာလို့မရရင်တရားစားတခုတော့ရှားပေါ့ကုသိုလ်ရဲ့ပညာရဲ့ဥစ္စာရဲ့တော့ကကြီးမှရှားဖို့ရတာ စီဝဥစ္စာရှာရတယ်ကုသိုလ်ရှာရတယ်ပညာရှာရတယ်အဲ့ဒီသုံးမျိုးတစ်ခုခုရမှာအဲ့ဒီနေရာတမှုရှိတဲ့နေဖြစ်နိုင်တယ်ဒါကြောင့်မို့လို့သဗ္ဗတိတရားဝိပတိတရား၄ပါးလို့ဆိုတဲ့မှာဆူတောင်းလို့ရတဲ့အမဟုတ်ဘူးကိုမအခုဒီကနေ့ကုသိုလ်ရှိနေရော အာရုံကနေရှိကြတဲ့ပုဂ္ဂိုလ်ကတိသဗ္ဗတိနဲ့လည်းပြည့်စုံနေကြတယ် ဥရိသမတိနဲ့နဲ့ပြည့်စုံနေကြတယ်ကာလသမတိကာလဝိပတ္တိကတော့ကိုယ်ကိုယ်ထိန်ချုပ်လို့မရတာဖြစ်လို့အဆိုးကြုံတဲ့ကာကြုံမဲ့အကောင်းကြုံတဲ့ကာကြုံမဲ့သို့တော့အကောင်းဆုံးဖြစ်အောင်ကြောပြပြောပါလို့အောင်ပယောကသမတိဖြစ်ပါအဲ့ဒါတခုပဲဒါဖြင့်ဟောပြီး